ဒီကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ Facebook page တွေပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ monetization အောင်မိတာ Facebook page တွေပေါ့နော်အရင်တော့အောင်ထားတဲ့ Instagram AD app ပဲဖြစ်ဖြစ်ကျွန်တော် bonnet ပဲဖြစ်ဖြစ် re ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ဒီ now ပိုင်းမှာထွက်လာတဲ့ content monetization ပဲဖြစ်ဖြစ်ဒီလို monetization အောင်မိတာ page တွေမှာပတ်စံဝင်တဲ့ဝင်ငွေအင်ကန်းကိုတရချင်းဝင်ငွေအသေးစိတ်တလချင်းဝင်ငွေအသေးစိတ်ကိုဝင်ပြီးကြည်ပုံကြည်နီးလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ PC computer နဲ့ပြပေးမှာပေါ့နော်အဲမိတ်ဆွေတို့ကတော့ဒီဖုန်းနဲ့လိုက်ကြည့်ကျင်နေဆိုရင်လည်း ်နောက်ထပ်ဗီဒီယိုလေးမှာဖုန်းနဲ့ကြီးပုံဂျီနီလေးကိုကျွန်တော်တင်ပေးပါမယ်ဗျာအခုကတော့ဒါကွန်ပျူတာနဲ့အသေးသေးကြီးပုံဂျီနီလေးကိုအစားဆုံးရှင်းပြပြီးသွားပါမယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ browser တစ်ခုကိုဖွင့်ပြီးတော့ကျွန်တော်တို့ဒီ Facebook admin account ကို login ရင်ဝင်လိုက်ပါတော့ကျွန်တော်ကတော့ဝင်ထားပြီးသားရှိပြီးသားပါတော့အဲဒါဒါကတော့ထွေထူးမဟုတ်ပါဘူးဒါ Facebook နဲ့ Facebook မှာဗီဒီယိုတင်ပြီးပတ်သက်ရှာနေတဲ့သူတွေပို့တွေတင်ပြီးဒီပတ်သက်ရှာနေတဲ့သူတွေဆိုရင်ဒါကတော့တည်ပြီးသားဖြစ်မှာပါတော့အဓိကကတော့ကိုယ့်ရဲ့ admin Facebook account ကိုကျွန်တော်တို့ လော့ရင်ဝင်လိုက်ပါတော့ဝင်ပြီးပြီဆိုရင်ကျွန်တော်အဓိကသွားမှာတော့ meter business ဆိုတဲ့ website ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ meter business ဆိုပြီးတော့ browser မှာရေးရှာလိုက်ပါကျွန်တော်ကတော့ဒါ shortcut ထုတ်ထားပြီးသားဆိုတော့ဒီနေရာကိုတန်းရောက်သွားတာပေါ့နော်ဒါကျွန်တော်တို့ဒီဗီဒီယိုတွေပဲတင်တင်ပို့တွေပဲတင်တင်ပုံတွေပဲတင်တင်စာတွေပဲတင်တင်တင်တဲ့နေရာလေးပေါ့နော်မီတာဘစ်စနစ်ဆူဆိုတဲ့နေရာလေးကိုယ့်ရဲ့ Facebook page ကိုအသေးစိတ်စီမံတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုရအောင်သွားပါသွားပြီးပြီဆိုရင်ကျွန်တော်တို့ငွေငွေအင်ကန်းကိုကြည့်ကျင်တဲ့ page ကိုတစ်ချက်ရွေးလိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်ကတော့ဒီမှာရွေးထားပြီးပြီပေါ့နော် ဲရွေးထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဆက်ပြီးတော့သွားရမှာဒီမှာ insight ဆိုတဲ့နေရာလေးကိုထပ်ပြီးသွားရမှာဖြစ်ပါတယ်ဗျ insight ကတော့ဒီဘက် cyber dance လေးမှရှိရပါတော့မှာ insight content ရဲ့အောက်နာမှာ insight ဆိုတာလေးရှိပါတယ်အကယ်၍ဒီနေရာမှာ insight ကိုရှာလို့မတွေ့ခဲ့တော့ရှိရင်မှာ auto ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီထက်မှ insight ဆိုတာလေးကိုတွေ့အောင်ရှာလို့ရပါတယ်ဗျာနော်အဒီမှာပေါ့နော် analysis and report ဆိုတဲ့နေရာလေးမှာ insight ရှိရပေါ့နော်ဒီကပဲနှိမ့်နှိမ့်ဒီအောက်က auto ရဲ့ insight ကိုပဲနှိမ့်နှိမ့်သဘောတရားအတူတူပါပဲအဲ insight ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါ insight ဆိုတဲ့နေရာကိုရောက်သွားပြီဆိုရင်တော့ပထမဦးဆုံးအနေနဲ့ဒီနေရာမှာ overview ဆိုတာလေးရှိတယ်။ overview မှာဆိုရင်ဒါကိုယ့်ရဲ့ pay ရဲ့ဒီ read တွေ engagement အသေးစိတ်ကိုကျွန်တော်တို့ဒီနေရာမှာအသေးစိတ်လာကြည့်လို့ရပါတယ်ဗျာ။ကျွန်တော်တို့ကအင်ကန်းငွေငွေကိုကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာအောက်ဆုံးမှာဒီ dollar sign icon လေးနဲ့ဒီ arrange ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါတော့။နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ ခဏဆောင်ပြီးလိုက်ပါတော့အဲနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာဒီမှာရက်ဆွဲတိတ်ကလေးရှိတယ်ပေါ့နော်သူက double အားဖြင့်ဆိုရင် left 28 day ပေါ့နော်ဟိုဒီနေ့ကနေစပြီးလွန်ခဲ့28ရက်အတွင်းဝင်ခဲ့တဲ့အင်ကန်းကိုပြပေးမှာပါဗျအဲကျွန်တော်ပြဆိုရင်မှာအရန်တော့နည်းတယ်ပေါ့နော်ဝင်တာအဲကျွန်တော်ကဒီအရင်တော့က ပေးရ credit ရလဲနေနေတာပြီးတော့အရင်တော့ mobilization ရခုနှစ်လလောက်ဒီ resistance ဖြစ်ထားတာဆိုတော့အခုမှဒီလမှပြန်ရဖြစ်တဲ့တော့ကြောင့်မရမ်းနေတယ်ပေါ့နော်အဲကျွန်တော်ဒီနေရာမှာဒီမှာပြက်ကြရင်ရဆွဲ date ကလေးယူရနေရာလေးရှိရပေါ့နော်အဲနေရာလေးတို့ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကိုယ်ရှေ့ဥပမာအားဖြင့်ဗျာ မတ်လပေါ့နော်ဒီ3လပိုင်းတလာတရက်ကတရက်နေ့ကနေ30ရက်နေ့ထိငုံငွေကြည့်ကျင်နေဆိုရင်ဒီတက်ကိုနှိပ်ပြီးရင်မှ30တက်ကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်မှ तू က auto select လောက်ပါလိမ့်မယ်ပေါ့နော်တရက်နေ့ကနေ30ရက်နေ့ထိပြီးပြီးဆိုရင်ဒီအောက်မှာရှိရဲ့ဒီ update ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရမှာဖြစ်ပါတယ်ဗျ update လေးကိုတစ်ချက်နှိပ်လိုက်ပါအော်ဒါဆိုရင်ရပြီပေါ့နော် तू အဲဒီမှာရက်ပြောင်းသွားပြီတရက်နေ့ကနေ30ရက်နေ့ထိရက်ပြောင်းသွားပြီဒါဆိုရင်ကျွန်တော်ရှေ့ 3လပိုင်းတစ်လလုံးမှာ126ဒေါ်လာပဲရရပေါ့နော်တူတဲ့အားလုံးပေါင်းဆိုရင်ဒါပေမဲ့အဲကျွန်တော် content monetization ကနေဝင်တာ80နဲ့1ဒေါ်လာကျွန်တော် instrument ID ကပေါ့နော်ကျွန်တော်ကရှိလာမှာဒီ3လပိုင်းမှာဟို content monetization က invite လောက်ခံရတာဆိုတော့ content CN ဝင်လျှောက်လိုက်တာဆိုတော့အရင်တော့ instrument ID ကပဲအောင်ထားဆိုတော့အဲအဲ့ instrument ID ကမှာ54ဒေါ်လာရပြီးတော့ content monetization မှာရှိတက်လာလုံးမှာ81ဒေါ်လာပေါ့နော်အဲရှိတက်လာလုံးအားလုံးပေါင်းဆိုရင်126ဒေါ်လာပဲရတာပဲဖြစ်ပါတယ်ဗျာ အဲဒါဆိုရင်ကျွန်တော်တရချင်းငွေငွေကြီးကျင်တယ်ဆိုရင်လည်းကြီးလို့ရပါတယ်ဥပမာဖြင့်ကျွန်တော်ဆိုရင်အာဒီလပေါ့နော်ဒီ၄လပိုင်း73ရက်နေ့တရထဲငွေငွေကြီးကျင်တယ်ဆိုရင်73ကိုယူပါပြီးရင် average ကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အဲဒါဆိုရင် အားလုံးပေါ့ဟို6.28ဒေါ်လာပေါ့ဒီလိုပဲကိုကဥပမာ10ရက်နေ့ရဒေါ်လာကိုကြီးကျင်တယ်ဆိုရင်10တန်းကိုဟို10ရက်နေ့ကိုတစ်ချက်ယူပြီးတော့ update ကိုတစ်ချက်နှိပ်လိုက်ပါဗျဒါဆိုရင်ဒါ၁၀ရက်နေ့ရငွေငွေကိုတရထဲလာပြီးတော့ပြပြီးမှာပဲဖြစ်ပါတယ်ဗျာဒီမှာ ဒါ73ရက်ပဲရှိသေးရောသူကတခါတည်းကျနည်းနည်း line မော်လဲမူတည်ပြီးနည်းနည်းလေးကြာတတ်တယ်ပေါ့နော် အဲဒီလိုမျိုးပေါ့နော်ဒါကိုကြည့်ကျင်တဲ့ရက်ကိုဒီလိုမျိုးဒါ၁၀ရက်နေ့ရက်ငွေပေါ့နော်ဒီလိုမျိုးအသေးသေးကြည့်လို့ရမှာပဲဖြစ်ပါတယ်အဲကျွန်တော်ဒီဘေးမှာဆိုရင် auto ဆိုရင် this week ဆိုတာဒီတစ်ပတ်အတွင်း9ရက်တွင်ဝင်ခဲ့တဲ့ငွေငွေ left 90 days ဆိုရင်ဒါလွန်ခဲ့တဲ့3လအတွင်းဝင်ခဲ့တဲ့ငွေငွေဒီလိုမျိုးပေါ့နော်အဲဒီလို this year ဆိုရင်ဒီတစ်နှစ်လုံးဝင်ခဲ့တဲ့ငွေငွေအဲဒီလိုမျိုးလေးတွေကိုကျွန်တော်အသေးသေးဒီမှာကိုယ်စိတ်တိုင်းကြတရချင်းပဲဖြစ်ဖြစ်တလာချင်းပဲဖြစ်ဖြစ်တနှစ်ချင်းပဲဖြစ်ဖြစ်အကုန်လုံးကိုကြည့်လို့ရပါတယ်ခင်ဗျာအခုနီးလန်းလေးရတော့ဒါကိုယ့်ရဲ့ Facebook Moderation အောင်မိသား Facebook Page တွေမှာပတ်စံဘလောက်ဝင်နေပြီလဲဆိုတာကိုအသေးစိတ်ကြည့်ပုံကြည့်နေ လေးကိုအစားဆုံးရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်မိတ်ဆွေတို့အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ